င်လေးစားပါတော့မိဘဗီဒီယိုညီကိုမောင်မများအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါလိမ့်ရှင်။မိဘဗီဒီယိုများရှင်ဒီကနေ့ဟာဆိုရင်တော့ကျမတို့မြန်မာနိုင်ငံအတွက်အင်တာမအကောင်းဆုံးစရာအကောင်းမှုရောမင်္ဂလာရှိရဲ့နေ့တစ်နေ့ပဲဖြစ်ပါတယ်။2015ခုနှစ်စန်ရိုင်လ၄ရက်နေ့လွတ်လပ်ရေးနေ့ပဲဖြစ်ပါတယ်ရှင်။မိဘဗီဒီယိုများရှင်ကျမတို့မြန်မာနိုင်ငံတော်မှာလွတ်လပ်ရေးနေ့ကိုရောက်ပြီးဆိုတာနဲ့ပျော်ပွဲရွှင်ပွဲတွေအကစားပြိုင်ပွဲတွေကိုလည်းရက်ကွက်ထဲမှာဖြစ်စေ၊ကျောင်းမှာဖြစ်စေအပန်းဖြေဥယျာဉ်တွေမှာဖြစ်စေပုံစံမျိုးစုံတွေခန်းနာကြည့်ကြစွာပျော်ရွှင်စွာနဲ့ဆင်နွှဲကြတာကိုမိဘဗီဒီယိုများအနေနဲ့လည်းသိရှိ ီဖြစ်ပါပါရှင်။ဒီမှာပြည်သူများရှင်ဒီနေ့မှကြာရောက်တဲ့68နှစ်မြောက်လွတ်လပ်ရေးနေ့အချိန်မှခန္ဓာပြေကျမတို့ရန်ကုန်မြို့စိတ်လက်ဆိုပြေပန်းပြေဥယျာဉ်မှာဆိုလို့ရှင်လေစက်ထမချိန်မြောက်ဆေးရောင်ကျဲပတိပြိုင်ပွဲနဲ့အတူအခြားသောပြပွဲရှင်ပွဲများကိုကျင်းပပလုပ်တော့မှာပဲဖြစ်ပါတယ်။ဒါကြောင့်ဗို့ဒီကနေ့မှကျင်းပပလုပ်တော့မယ်ပြပွဲရှင်ပွဲရဲ့ပြည်သူတွေရဲ့ပုံကိပ်များနဲ့အတူပြည်သူတွေရဲ့လွတ်လပ်ရေးနေ့အတွက်အမတ်တရစကားသံများကိုပါကြားသိစေနိုင်ဖို့အတွက်ကျမတို့ရဲ့ဒီကနေ့အစီအစဉ်ကနေပြီးတော့ထိုက်ကူးထုတ်လက်တက်ဆက်ပြီးတော့မှာပဲဖြစ်ပါတယ်ရှင်။ မိဘဗီဒူများရှင်ဒီကနေ့မှကျွန်မဘလုတ်တင်69နှစ်မြောက်လွတ်လပ်ရေးနေ့အချိန်မှစစ်ထမအချိန်ကလေးစီအောင်ချေပကြီးပြိုင်ပွဲနဲ့ဇေယောင်းပွဲတော်ကိုတော့နနက်9:00နာရီချိန်မှစတင်ကကျွန်မဘလုတ်ခဲ့ကြပါတယ်ကျွန်မတို့ဒီလွတ်လပ်ရေးနေ့အချိန်မှအနေနဲ့ ကလေးပကြီးပြိုင်ပွဲနောက်ကလေးစေးအောင်ချဲပြိုင်ပွဲနောက်တိုင်းရင်းသားအဆစာရောင်းချပွဲလေးတွေနဲ့ကျမတို့ဒီဦးစီးပြီးကျင်းပပါရရှင်ဒီလွတ်လပ်ရေးနေ့ကိုအခြေခံပြီးလွတ်လပ်ရေးနေ့အထိမ့်မှန်အနေနဲ့ဒီကလေးတွေစေးအောင်ချဲပြိုင်ပွဲနဲ့ပကြီးပြိုင်ပွဲကိုလုပ်တာဒီနှစ်ကောဆိုရင်စတ္ထမအကြိမ်၆အကြိမ်မြောက်ရှိပါပြီရှင်အဲကျမတို့ဒီစိန်လန်းဆိုပြီးကားတဲ့ငါကလေးမိသားစုဝင်နေကလေးငယ်တွေလာရောက်အဓိကလာရောက်အေးအေးဆေးဆေးနဲ့လာရောက်အပန်းဖြစ်အနားယူလို့ရတဲ့နေရာလေးတစ်ခုပါအဲ့ဒီအတွက်ကိုဒီလိုလာကြတဲ့ကလေးလေးတွေအတွက်ကိုကျမတို့ကတစ်ခုခုလုပ်ပေးခြင်းပါတယ်ဒီလိုပကြီးပြပွဲလေးပကြီးပြိုင်ပွဲလေး ေးတွေပေါ့နော်ပြုလုပ်ပေးခြင်းအပြင်အဲသူတို့လည်းပျော်မယ်နောက်သူတို့ရဲ့ဒီဟာဝါသနာလေးတွေဖော်ထုတ်ခွင့်ရမယ်ဆိုပြီးတော့ကျွန်တော်တို့ဒါလေးကိုအဲပျော်ဝဲရှင်ပွဲတစ်ခုအနေနဲ့လည်းပါပါတယ်နောက် talent လေးတွေဖော်ထုတ်နေလည်းပါပါတယ်အဲရွေချက်နှစ်ခုနဲ့ပဲဒါလေးတွေလုတ်ဖြစ်တာပါရှင်အဲကလေးတွေကတော့ကျွန်တော်တို့ဟိုအဲစေအောင်ချက်ပြိုင်ပွဲဆိုရင်အသက်၃နှစ်ကနေ၅နှစ်အထိမူဂျိုကလေးအရွယ်တွေပါပါတယ်ရှင် အဲပကြီးပြိုင်ပွဲဆိုလို့ရှိရင်တော့ division နှစ်ခုသတ်မှတ်ထားပြီးတော့ division 1ဆိုရင်ကျွန်တော်အသက်9နှစ်ကနေ10နှစ်ခွဲပါ division 2ဆိုရင်10နှစ်ခွဲကနေ17နှစ်အထိလယ်တန်းအဆင့်လို့သတ်မှတ်လို့ရပါတယ်အဲ့ဒီကလေးလေးတွေလာရောက်ရှင်းပြိုင်ပါတယ်စုအနေနဲ့ကတော့ကျွန်တော်တို့စေအောင်ရှယ်ပြိုင်ပွဲကိုတော့ပထမဒုတိယတတိယသတ်မှတ်ထားပါတယ် ။နောက်အလွတ်တန်းပကြီးပြိုင်ပွဲမှာတော့ကျမတို့ကအထူးစုပထမဒုတိယတတိယဆိုပြီး၄စုစီသတ်မှတ်ထားပါတယ်ရှင်။အဲဒီနေ့68နှစ်မြောက်ပေါ့နော်လွတ်လပ်ရေးနေ့ဟုတ်ကျမတို့ပြည်သူတရားအနေနဲ့ကဒီကျမတို့အရင်ဟိုအာဇာနည်ကောင်းဆောင်ကြီးတွေကကြိုးပမ်းခဲ့လို့ဟလာကျမတို့လွန်ခဲ့68နှစ်ကနေလွတ်လပ်ရေးရရှိခဲ့ပါတယ်။ဒီနေ့မှာထူးခြားတာကတော့လွန်ခဲ့တဲ့အနှစ်90လောက်ခရီးကမကျင်းပနိုင်ခဲ့တဲ့ဘူရှုသပင်အခမ်းအနားကြီးလည်းကျင်းပခွင့်ရလို့ပို့ပြီးတော့အမှတ်တရလည်းဖြစ်ပါတယ်ရှင်။နော်ဒီလိုပဲဒီရှေ့လျှောက်ကာလတွေမှာလည်းဟလာကျမတို့ပြည်သူပြည်သားတွေအနေနဲ့လည်းပို့ပြီးတော့လွတ်လွတ်လပ်လပ်ငြင်းငြင်းချမ်းချမ်း နဲ့အကုန်လုံးအတူတကွစီစီလုံးလုံးပူပေါင်းနေထိုင်ပြီးတော့ပို့ပြီးပျော်ရွှင်စရာကောင်းတဲ့ဖွံ့ဖြိုးတိုးတက်တဲ့ဟာလာနိုင်ငံကျောင်းတည်ကြီးစီကိုဟာလာချီတက်ဖို့နေထိုင်ကြပျော်ရွှင်စွာနေထိုင်ကြဖို့လဲကျွန်မအနေနဲ့ဂုံဝမ်းမြောက်စွာနဲ့ပြောကြားလိုပါတယ်ရှင့် ဒီကနေ့အထိတ်မှတ်ပွဲမှာဆိုလို့ရှိရင်တော့ရခိုင်ရိုးရာအစားအစာနဲ့အဝတ်အထည်များကချင်ရိုးရာအစားအစာနဲ့အဝတ်အထည်များကိုလည်းစုံလင်စွာနဲ့ရောင်းချပြီးလာရောက်ပြီးတော့အပိချတဲ့ပြည်သူများနဲ့ပြည်နှံ့နေရကိုလည်းအခုလိုပဲတွေ့မြင်ကြရပါတယ်ရှင်ချင်းရိုးရာရဲ့ ဒီကောင်းကြီးနဲ့လှုပ်တာခေါင်းရည်လေးပဲနော်အားလုံးပေါ့တောက်ဘူးအောင်ပေါ့နော်အားလုံးဖလှယ်တဲ့သဘောပေါ့နော်တောက်ဘူးအောင်ဆိုပြီးအန်တီတို့ကအဲ့လိုရွေချတဲ့နဲ့ရောင်းချတာပါပြီးတော့ဒီကရောင်းချတဲ့အမြတ်ကလည်းအန်တီတို့ကနေမှဒီကိုပိုင်စီးပွားလည်းမဟုတ်ပါဘူးအန်တီတို့ရဲ့အသင်းပွဲပေါ့နော်ဖန်ပေါ့နော်ဖန်ဖဲရှာတဲ့သဘောနဲ့အန်တီတို့ကမိသားစုတွေစုပေါင်းမှအလှူရှာတဲ့သဘောပါသမီးရဲ့လွတ်လပ်ရေးမြန်မာနိုင်ငံလွတ်လပ်ရေးရအောင်ဒီနေ့ကတကယ်ကိုပေါ့နော်စစတမာနဲ့ပေါ့နော်လွတ်လပ်ရေးရယူပေးခဲ့တဲ့ပေါ့နော်အာဇာနည်ပုဂ္ဂိုလ်ကြီးတွေလည်းသတိရမိတယ် ဆက်လက်ပြီးနောက်နှစ်ပေါင်းများစွာလွတ်လပ်ရေးလွတ်လပ်ရေးလဲဆက်လက်ပြီးကျင်းပနိုင်ပါစေပေါ့နော်ကျင်းပပြီးကောင်းပါပဲဆိုတဲ့ပြည်သူပြောက်တွေနဲ့ရင်ထဲအခါစားချက်တွေအန်ဒီပြောပြတာပါကွယ်ဒီလိုတွေရောက်ပြီဆိုလို့ရှိရင်ပေါ့အမတို့ကလေးဘွားတွေကပေါ့လွတ်နေမှာဆိုရင် ါငါတို့တိုင်းကလက်ရရနေပေါ့အဲပြောင်းဝဲရှင်ပွဲလေးလောက်ကြရဲခလေးဆိုရင်စော့ကြရဲပေါ့အဲငယ်တော့ဆိုလက်အင်းတွေကိုရမ်းရောက်ချင်တာပဲဘာလို့စော့ရလို့ပေါ့လေလွတ်လက်စော့ရလို့ပေါ့ဒါပေမဲ့အခုကြီးလာတဲ့ခါကျတော့ဒီလွတ်နေရောက်ပြီဆိုလို့ရှိရင်ဒီလွတ်လက်အင်းအောင်တိုက်ယူခဲ့တဲ့ပြောမယ်ဆိုရင်နိုင်ငံခေါင်းဆောင်တွေဘိုးကျောင်းဆန်းပါဝင်အာဇာနည်ခေါင်းဆောင်ကြီးရရန်ရှင်လူတည်သူတွေဒီပုံကိုယ်တွေကသူတို့ရဲ့ဘဝတွေအသက်တွေကိုအများကြီးပိတ်ဆက်ပြီးမှဒီလွတ်ရေးဆိုတာရခဲ့တာပါဆိုတော့အဲ့ကျေးဇူးတရားတွေကိုပို့ပြီးသိလာရဲပေါ့ ဒီနေ့လွတ်လပ်နေရောက်ပြီဆိုလို့ရှိရင်ငါတို့ဒီလိုမျိုးလွတ်လပ်နေရဖို့အတွက်အများကြီးဟိုကိုယ့်ရှေ့ကဘဝပြပြနေရပြည့်စက်ခဲ့တယ်ဆိုတဲ့အတွက်ကြောင့်မလို့ဟိုတတိယစိတ်တွေကျေးဇူးတင်တဲ့စိတ်တွေဟိုပိုးချစ်မိပါတယ်အမ်ပြောမယ်ဆိုရင်ဒီလွတ်လပ်ရေးနဲ့ပတ်သက်ပြီးရောခံစားရတဲ့ feeling ချင်းကဟိုလွန်ခဲ့တဲ့နှစ်နှစ်ကတည်းကဆိုင်အခုချိန်နဲ့မတူတော့ဘူးဘာကြောင့်လဲလွန်ခဲ့နှစ်တုန်းကကျတော့လွတ်လပ်ရေးနေနဲ့ပတ်သက်လို့ရှိရင်ဟိုចောင်းဆောက်တည်းမှာတင်လာတော့ပဲကိုတိတာဟိုအဲဒါပေမဲ့အမအခု လက်ရှိအချိန်မှာဗိုလ်ချုပ်ဆက်ကမြောက်ဦးပြန်မှာပါသွားတယ်။ပါတဲ့အခါမှာဗိုလ်ချုပ်အောင်စံရဲ့သမိုင်းကြောင်းဖြစ်စဉ်ဆောက်တည်ဖက်ရတယ်။ဗိုလ်ချုပ်ဗိုလ်ချုပ်အောင်စံမွေးဒီကနေပြီးတော့နောက်ဆုံးဒီလုံခြုံရေးအထိရဲ့အချိန်ပြီးတော့နောက်ဆုံးလူလက်ချိန်ညာတဲ့အထိပေါ်လေးဖက်ရတဲ့အခါမှာဗိုလ်ချုပ်တို့ကဘယ်လောက်ထိစူးစမ်းခဲ့ရတယ်ဘယ်လောက်ထိပြေးဆက်ခဲ့ရတယ်ဒီလွတ်ရဖို့အတွက်ကိုဘယ်လောက်ထိညနာရီခံခဲ့ရဆိုတာကိုအများကြီးသိလာရတယ်ပေါ့အဲ့လိုသိတဲ့အခါမှာလွတ်ရေးဆိုတာလွယ်နဲ့ရတာမဟုတ်ဘူးအကျန်းကိုပင်မန်းခဲ့ရတယ်ဆိုတာကိုပိုသိလာတဲ့အခါမှာဒီလွတ်နဲ့ရောက်လို့ရှိရင်ထားရှိရတံပိုးတွေ ဟိုပြောမလဲလင်းနေမှုတွေမတူတော့ဘူးပေါ့ဆိုတော့တိလေလင်းနေမှုပိုများလာလေးပဲပေါ့အခုဒီနေ့ရဲ့လွှဲရင်နေရာတော့အမရင်ထဲမှာတကယ်ကိုလေးလေးနက်နက်ခံစားရတဲ့လွှဲရင်နေပါပဲ လည်းရင်းနေမှာအဲအခုကနည်းနည်းဟိုနည်းနည်းလူကြီးဖြစ်လာတဲ့အပိုင်းပေါ့နော်ငငယ်တော့ဆိုလို့ရှင်တော့လွတ်လည်ရင်းနေဆိုတာကစားမဲ့နေလို့ပဲမှတ်တယ်အဲဒီနှစ်လေးကြတော့သမီးကအနုပညာလေးလုပ်နေတဲ့အတွက်အနုပညာအလုပ်လေးလုပ်နေရဲအာဒီလိုနေ့လေးမှာဘလို့ပဲဖြစ်ဖြစ်အထိမ့်မှန်နေဆိုတော့ရင်းနေမှာတော့တခြားနေရင်တော့မတူဘူးပေါ့နော်ရင်းနေမှာဟိုချုပ်ကလွတ်လည်ရေးရအောင်လုပ်ပေးခဲ့တဲ့နေ့လေးဆိုတော့ဒီနေ့မှာ PT ဖြစ်တယ်ပျော်တယ်ကိုမြန်မာကိုမြန်မာလူမျိုးတွေပေါ့เนาะအဲလက်ရအောင်လုပ်ပေးခဲ့တဲ့နေ့လေးအတွက်လဲဘိုးချုပ်ကို မသိနိုင်ပေမဲ့လည်းကျေးဇူးတင်ပါတယ်လို့ဟုတ်ညီမနာမည်ခံရုံတုံးဖြစ်ပါတယ်ဒီရခိုင်ရိုးအာမှာကြာဒီစင်းစင်းဆိုပြရနေဖိတ်ခေါ်လို့လာပြီးရောင်းပြရဖြစ်ပါရှင် ဟုတ်ရခိုင်လူလူရိုးရအစားအစာကြတော့လော်စာတို့အိမ်ရခိုင်မုံကြီးတို့အဓိကပါဝင်ပြီးတော့ရခိုင်ရိုးရအစားအစာပဲပေါ့နော်ရောင်းချပေးသွားမှာဖြစ်ပါတယ်ဒီအဝတ်ထည်ရရခိုင်ရိုးရအစစ်တေပေါ့နော်အဲသူများရမတိကြအောင်ရခိုင်ရိုးရအစစ်တေမတိကြအာပြရင်တို့ဒီမှာတစ်ခါလာပြီးတော့ကူညီပေးရဖြစ်ပါရှင်ဟောအရန်ဝမ်းသာပါရင်ဒီရခိုင်ရိုးရလွတ်လပ်ရေးပွဲမှာပေါ့နော်လာပြီးတော့လှုပ်ပေးရဒရဂွန်ဒုံလေးယူပါတိုင်းသားတယောက်အနေနဲ့အာပြည်သူတွေကိုလည်းလာပြီးတော့ဆင်နွှဲပေးပါလို့ပြောချင်ပါတယ်အားလုံးလည်းစိတ်ချမ်းသာကြပါစေလို့လွတ်လပ်ရေးပွဲမှာနော် အရင်ဆုံးကတော့ကလေးဆိုလမ်းထဲမှာကစားပါဘောနော်ဒီကြည့်လာတော့လည်းကိုကိုနိုင်ငံသားတယောက်နေနေပေါ့နော်ဘလို့ရှေ့ကိုဘလို့စူးစမ်းရအောင်လဲဆိုပြီးတော့စိတ်ကူးနေပဲဖြစ်တမ်းပါရှင်အားလုံးပြောချင်နိုင်ပါစေလို့နိုင်ငံကြီးလည်းအေးချမ်းပါစေလို့ဆုတောင်းပါရှင် ဒီကနေ့မှဆိုလို့ရှိရင်တော့အသက်၃နှစ်မှ၅နှစ်အတွင်းကလေးများအတွက်ဆေးရောင်ခြေပြိုင်ပွဲနဲ့နိုင်ငံကြီးသားပီတာပို့စီကံရှိကြပါစို့ဆိုတဲ့ခေါင်းစဉ်နဲ့ပကြီးပြိုင်ပွဲကိုလည်းခန်းနာကြီးကျယ်စွာနဲ့ပျော်ရွှင်စွာကျင်းပပြုလုပ်ခဲ့တာကိုလည်းတွေ့မြင်ရပါတယ်ရှင်။ ချစ်ခင်လေးစားပါတော့မိဘပြည်သူညီကိုမောင်နှမများရှင်အခုဆိုရင်တော့ကလေးငယ်များအနေနဲ့တကယ်ကိုပကြီးပြိုင်ပွဲမှာစိတ်ဝင်စားစွာနဲ့ပါဝင်ရှင်ပြိုင်နေကြတာပဲဖြစ်ပါတယ်သူတို့ပြိုင်ပွဲဝင်တဲ့ခေါင်းစဉ်အားဆိုရင်တော့နိုင်ငံကြီးသားပိသားဖို့စီကံရှိကြဆိုးဆိုတဲ့ခေါင်းစဉ်အောင်မှာပကြီးပြိုင်ပွဲကိုအခုလိုပဲစိတ်ပါဝင်စားစွာနဲ့ပါဝင်ရှင်ပြိုင်နေကြတာဆိုရင်လည်းလူမျိုးမြင့်ကွင်းလေးရအင်ပြာမချက်ဖို့ကောင်းပါတယ်ရှင်မိဘပြည်သူများရှင်အခုဆိုရင်တော့ရန်ကုန်မြို့မှာရှိတဲ့စိန်လန်းစုပြေပန်းဦးရမဒီကနေ့2015ခုနှစ်စန်ရိုင်လာ၄ရက်နေ့မှာကြာရောက်တဲ့68နှစ်မြောက်လွတ်လပ်ရေးနေ့ကိုဒီနေ့ ဥပမာဆိုရင်တော့အထိတ်မှတ်ခန်းနာတွေအနေနဲ့များစွာစုံလင်စွာနဲ့ကျွန်မပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်ဒီနေ့ပြုလုပ်ခဲ့တဲ့ခန်းနာတွေထဲမှာဆိုလို့ရှင်တော့အကစားပြိုင်ပွဲတွေပျော်ပွဲရှင်ပွဲတွေနဲ့တူတူဒီရိုးရအစားအစာရောင်းချပွဲတော်တွေကိုလည်းမိမပြည်သူများအနေနဲ့တကယ်ကိုပြည်သူတွေအနေနဲ့ပျော်ရွှင်လွတ်လပ်စွာနဲ့ဘယ်လိုမျိုးတွေများဖြတ်သန်းနေရဲဆိုတာတွေကိုကြည့်ရှုခန်းစားစေနိုင်မှုအတွက်ကျွန်မတို့အဖွဲ့သားတွေကရိုက်ကူးထုတ်လွှင့်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကျွန်မတို့ဒီကနေ့ရိုက်ကူးတင်ဆက်ပေးခဲ့တဲ့အစီအစဉ်ကိုကြည့်ရှုအားပေးရတော့လဲကျေးဇူးတင်ပါတယ်ရှင်